မင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာတော့ဖုန်းနဲ့အခြေခံဗီဒီယို editing လုပ်နေလေးများပေးမှာဖြစ်ပါတယ်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်ကတော့လောလောဆယ်ဥမာအနေနဲ့ InShot ဆော့ဝဲနဲ့မိတ်ဆွေများကိုမျှဝေပေးမှာဖြစ်ပါတယ်ဗျာ။မိတ်ဆွေများလည်းကျင့်တဲ့တဲ့လို့ရပါတယ်။အခုကျွန်တော်ဒီတိုင်းလည်းလုပ်မယ်ဆိုရင်တော့ InShot ဆော့ဝဲကိုတုံးလို့ရပါတယ်ဗျာ။ Okay InShot ဆော့ဝဲလေးကိုဖွင့်လိုက်ပါမယ်။ဖွင့်လိုက်ပြီးတော့ထုတ်စံတိုင်းပဲကျွန်တော်ဗီဒီယိုလုပ်မှာဆိုတော့ဗီဒီယိုလေးကိုတစ်ချက်လောက်နေလိုက်ပါမယ်ဗျာ။အဲ့ဗီဒီယိုနဲ့လိုက်ပြီးတော့ new မှာကျွန်တော်တို့ဗီဒီယိုလေးတစ်ပုတ်ခေါ်လို့ရပါတယ်။အဲ့တော့ဒီမှာ new ကိုကျွန်တော်နှိပ်မယ်။ new ကိုကျွန်တော်နှိပ်လိုက်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော် ပဲကျွန်တော်တို့ကျွန်မမိတ်ဆွေများကအောက်ခံအောက်ခံကျွန်တော်တို့ဗီဒီယိုလေးထားခြင်းဆိုလို့ရှိရင်အောက်ခံဗီဒီယိုလေးကိုအရင်ထည့်ရမှာဖြစ်ပါတယ်အောက်ခံဗီဒီယိုပြီးပုံမဖြစ်ကိုဗီဒီယိုနဲ့လိုက်မယ်အောက်ခံလေးကိုထည့်မယ်အဲ့တော့အဲ့တော့ကိုယ့်ကိုဒီမှာမဗီဒီယိုရှင်ဒီမှာကျန်နေတဲ့ဗီဒီယိုဒေါင်းများရှင်ဒေါင်းများတွေကိုထည့်လို့ရတယ်ကျွန်တော်တို့ဒီသူ့အထက်မှာပါတဲ့ဟာလေးတခုနဲ့ထည့်ကြည့်မယ်ဗျာနော်အဲ့တော့မတီရီယယ်တွေချန်နေလိုက်မယ်သူ့ရဲ့ပါတဲ့ဟာလေးကတော့အများကြီးပဲရှိတယ်မိတ်ဆွေများကျန်နေတဲ့အသုံးလို့ရပါတယ်ဒီမှာအများကြီးပဲရှိတယ်ပေါ့နော်အများကြီးပဲရှိတယ်အဲ့တော့အများကြီးရှိတဲ့မှာကျွန်တော်အာတခုလောက်တုံးကြည့်လိုက်မယ်ပေါ့နော်တခုတခုနှစ်ခုလောက်တုံးကြည့်လိုက်မယ် โอเคကျွန်တော်ဒီရလေးတစ်ချက်သုံးကြည့်လိုက်မယ်အဲဒီရလေးသုံးကြည့်လိုက်မယ်အပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဒီရလေးသုံးကြည့်လိုက်မယ်โอเคအဲဆိုကျွန်တော်ကျွန်တော်လောလောဆယ်တော့အဲဒီကောင်လေးကိုတစ်ချက်လောက်သုံးကြည့်လိုက်မယ်ဒီအစိမ်းလေးတစ်ချက်သုံးကြည့်လိုက်မယ်နော် โอเคအဲ့ဆိုကျွန်တော်မိတ်ဆွေများအရေးကြီးတာလေးတစ်ခုရှိတယ်ဗျာဗာလေးဆိုတော့ကျွန်တော်တို့က site ယူပေးရမှာကျွန်တော် 60x9 60x9 site ကိုယူရမှာဖြစ်ပါတယ်ဒါမှမဟုတ်အတန်ယူယူ YouTube site ဖြစ်ပါတယ်အဲ့တော့ဒီမှာလေးတစ်ချက်နှိပ်လိုက်ပါဒါကတော့ကျွန်တော်တို့ဒီလိုချက်နှိပ်လိုက်မယ်ဒီလိုနှိပ်လို့ရှိရင်ဒီမှာအခုလောလောဆယ်ကျွန်တော်ယူထားတာတော့ 60x9 ပဲဖြစ်ပါတယ်ဒီအောင်ယူမှတာလေးကျွန်တော်တို့ကယူဟိုပေါ့တော့ဒါ YouTube site ပေါ့ဒါမှကျွန်တော် YouTube launching နဲ့ဝင်သွားမှာဖြစ်ပါတယ်မဟုတ်ရင် short stream နဲ့ဝင်သွားနိုင်ပါတယ်ဗျာโอเคအဲ့ဆိုလို့ရှိရင်ဒီဘက်ဒီကိုချက်လောက်နှိပ်လိုက်မယ်ဒါမှကြည့်လိုက်ဒါဆိုရင် 9x60 ဖြစ်တယ် 9x60 ရတော့အခုလိုမျိုးပြီးတော့ ော့ကြီးတော့အကြီးရှည်လိုက်တော့ပေါ်လာတယ်ဒါပေမဲ့ short swing နဲ့ဝင်သွားနိုင်ပါတယ်ဗျโอเคဒါဆိုကျွန်တော်တို့ကဒီဗီဒီယိုရိုက်ထားတဲ့ဗီဒီယိုတိုင်းပဲကျွန်တော်တို့ကဒီလိုမျိုးဒီတိုင်းလေးပဲလို့လဲ ထားခြင်းနဲ့ပြီးတော့လောင်စင်းနဲ့ဝင်ခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်ဒီပလီမှာရှိတဲ့3 by 4ပေါ့နော်ဒီဒီပလီမှာရှိတဲ့3 by 4လေးကိုတစ်ချက်လောက်နေပြလိုက်ပါဒါလေးကိုတစ်ချက်လောက်နေပြလိုက်မယ်ဒါဆိုလို့ရှိရင်ဒါသူလောင်စင်းနဲ့ကိုလည်းသူဝင်နေပေါ့နော်โอเคဝင်မယ်ဆိုလို့ရှိရင်ဒီမှာနည်းနည်းလေးလုံးနေဟုတ်အဲလုံးနေရလေးကိုကျွန်တော်နည်းနည်းလေးမှာ view လေးနည်းနည်းလေးချဲ့ပြလိုက်မယ်လက်နှချောင်းနဲ့အသားလေးကြုတ်ချက်လေးလှုပ်လိုက်မယ်နည်းနည်းလေးချဲ့လိုက်မယ်โอเคချဲ့လိုက်ပြီးဆိုဆိုတာနဲ့ကျွန်တော်တို့ဒီကောင်လေးကိုပဲ ထောက်လျှောက်ဆက်သုံးမှဆိုလို့ရှိရင်တော့သူ့ကိုအဆုံးထိသွားဖို့လိုတယ်ဆုံးသွားဖို့လိုတယ်ဆိုတော့ဒီကောင်လေးကိုအဆုံးထိသွားဖို့အတွက်ဒီဘက်လေးမှာရှိတဲ့ကျွန်တော်တို့ဒီမှာအဲကျွန်တော်ဒီပုံလေးရှိတယ် ဟာဒီကောင်လေးရှိပါတယ်ဒါတော့ထပ်ပြီးပွားတာပေါ့နော်ကျွန်တော်ထပ်နေလိုက်မယ်အဲဒါဆိုပွားတော့ရယ်နော်မအများကြီးပွားတော့ပဲโอเคပွားတော့တယ်ကိုကတောင်းလျှောက်ဒါပဲထားမှဆိုလို့ရှိရင်တောင်းလျှောက်ဒါပဲနေလို့ရတယ်ဒါမှမဟုတ်နောက်တစ်ခုဟိုနောက်တစ်ခုပေါ့နော်ကိုရဲ့ဗီဒီယိုနောက်အနောက်ခံလေးမှာပုံလေးတွေအခုလိုမျိုးပဲအဲနောက်ကဗီဒီယိုလေးရှိရင်လည်းကြိုက်တာထားလို့ရတယ်ကျွန်တော်တို့ဟိုနောက်တစ်ခုတော့ထပ်ထားကြည့်လိုက်မယ်ဗျာနော်နောက်တစ်ခုတော့ထားကြည့်လိုက်မယ်ဆိုတော့အဲနောက်ခုတော့ထားကြည့်လိုက်မယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုထားကြည့်လိုက်မယ်โอเค โอเคအဲ့ဆိုကျွန်တော်ဒီကောင်းလေးထားကြည့်လိုက်မယ်เนาะဒီအဝါဝါယုံလေးကိုโอเคအဲ့ဆိုရင်သူ့လည်းနည်းနည်းလေးချဲ့လိုက်မယ်เนาะနည်းနည်းလေးကျင်းနေချဲ့လိုက်မယ်โอเคအဲ့ပြီးလို့ရှိရင်တော့ခုနလိုပဲသူ့ထပ်ပွားလိုက်မယ်ပွားတ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 ယ်โอเคโอเคအဲ့ဆိုရင်ရပြီပေါ့เนาะရပြီဆိုလို့ရှိရင်ကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုထည့်မယ်ထည့်မယ်ဆိုလို့ရှိရင်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ PMPI နေထည့်ပြရမှာဖြစ်ပါတယ်ဗျာမနော်ဒီမှာ PMP လေးပါ PNP လေးကနေသွားမှာဖြစ်ပါတယ် PNP လေးကိုထည့်လိုက်ပါ Okay PNP နေပြီးတော့ကျွန်တော်တို့ရိုက်ထားတဲ့ဗီဒီယိုလေးရွေးပြရမှာဖြစ်ပါတယ် Okay ဒါကျွန်တော်ဥမာနေနဲ့ဒီဟာလေးကိုတစ်ချက်ရွေးလိုက်မယ်ဒီမှာဒါလည်းအကျုပ်အချင်းကျွန်တော်အကျုပ်အချက်အချင်းပေါ့နော်ဒီမှာအကျုပ်အချက်အချင်းကိုယ့်ကိုကြိုက်တယ်လို့ထားလို့ရပါတယ် Okay တကယ်လို့မှကိုယ့်ရဲ့ဒီဒီတိုင်းလေးကိုကိုယ်ကအနောက်ခံ background ကြီးမလို့ချင်ဘူးဆိုလို့ရှိရင်နောက်ခံ background လေးကိုဒီမှာတစ်ချက်လောက်ဖြတ်ဖြတ်လို့ရတယ်နော်ဒီမှာ cut out ဆိုတာလေးရှိပါတယ်ဗျ ဟိုဒီမှာနော် cap out ဆိုတာလေးရှိတယ်ဒါလေးကိုနှိပ်လိုက်မယ်ဘေးလေးမှာ cut out ဆိုတာလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီပေါ့နော်ကျွန်တော်တို့ရဲ့နောက်ကန် background မှာပျောက်သွားမှာဖြစ်ပါတယ်ဒီအနေထားကတော့ကိုယ့်ကိုအဆင်အဆင်ပြေတဲ့ဒီအနောက်ကန် background ပေါ့နော်ကိုယ့်ဗီဒီယိုနဲ့ကိုက်မယ်နောက်ကန် background တော့ရွေးဖို့လိုပါတယ်ဗျ Okay ဒါတော့မမေ့စင်ဖျောက်ချင်ပြောပြတာပါကျွန်တော်ကတော့မဖျောက်တော့ဘူးဗျာနော်ကျွန်တော်ကတော့ မဖြောက်တော့ပါဘူးမဖြောက်တော့ရင်အဲ့ဒါလေးကိုပြန်နှိပ်လိုက်မယ်ပြီး MN ချစ်လေးပြီးလိုက်ရင်မဖြောက်တော့ပါဘူးโอเคအဲ့ဒါဆိုလို့ရှိုးရှင်ကျွန်တော်မိတ်ဆွေများဒါဒီတိုင်းလေးကိုကိုချိုက်နေတဲ့နေရာလေးကိုကျွန်တော်တို့အဲထားမယ်โอเคအဲပြပြဆိုတာနဲ့ကျွန်တော်တို့ကဒီမလို့ဗီဒီယိုပြောတဲ့ကိုယ့်ရဲ့ကိုကဥမာဆိုကြပါဆိုဟိုကိုပြောတဲ့ဗီဒီယိုကဥမာ topic အမ3တို့ topic 4 3ရဲ့အချက်လေးလေးအဓိကအချက်လေး3ချက်4ချက်အဲ့လိုမျိုးပြောချင်တော့ topic 1 2 3နေရာလေးမှာကျွန်တော်တို့ဥမာလိုမျိုးဟိုထင်ရှားလေးဖြစ်ချင်ရင်ကျွန်တော်တို့ဒီမှာရှိတဲ့ဓာတ်လေးကိုထောက်လိုက်မယ်ထောက်ပြီးရောကျွန်တော်တို့ လေအပိုင်းပိုက်လိုက်မယ်ပေါ့အပိုင်းပိုက်မယ်ဆိုတော့ဗာနဲ့ပိုင်းမလဲဆိုတော့ဒီမှာ split ရှိပါတယ်အားလုံးတူတူပဲပေါ့နော်ဗီဒီယို edit ဆောက်တဲ့အချိန်မှာအားလုံးဒီဒီဟာလေးပါပဲ split ရှိတယ် split တွေနဲ့ကျွန်တော်တို့ဒီအပိုင်းဒီတစ်ပိုင်းကျွန်တော်ပိုက်လိုက်မယ် split အဲအပိုင်းဒီတစ်ပိုင်းပိုက်လိုက်ပြီဒီညမှာလည်းနောက်ပိုင်းတစ်ပိုင်းထပ်ပိုက်မယ်အဲဒီမှာလည်းနောက်ပိုင်းတစ်ပိုင်းထပ်ပိုက်မယ်โอเคဒီမှာလည်းနောက်ပိုင်းတစ်ပိုင်းထပ်ပိုက်မယ်ပေါ့နော် โอเคအဲ့လိုကွာပေါ်တော့တကယ်လို့ကိုကိုမလိုတဲ့အပေါင်းလေးမှရှိရင်ဒီမှာ supply ဒီမှာအပိုင်းအပိုင်းတမရှိလို့ရှိရင်ဒီဘက်ဒီဘက်ထောင်းဒီဘက်ဟိုဘက်တောင်းဟိုဘက်ဟိုဘက်ကိုမလိုရင်ဒီဘက်လေးကိုဖြတ်တယ်လို့ရပါတယ်ကလို့ကွာကွာမဖြတ်မိလို့ဆိုလို့ရှိရင်ဒီမှာမြားလေးနဲ့ပြန်ခေါ်လို့ရတယ်မနော်အဲမြားလေးနဲ့ပြန်ခေါ်လို့ရတယ်ကျွန်တော်ပြန်ခေါ်ကြည့်မယ်အဲပြန်ရောက်လာပြီနော်အဲပြန်ရောက်လာပြီကွာတကယ်တေချာလည်းဖြတ်မယ်ဆိုလို့ရှိရင်တော့ဓလိလေးနေလိုက်ရမှာပဲဗျအဲကျွန်တော်အပေါ်အပေါ်အောက်နဲ့ကျွန်တော်တို့ချိန်ကြီးလိုက်မယ်အပေါ်နောက်နဲ့ကွက်တိဖြစ်သွားအောင်တို့တစ်ချက်ချိန်ကြီးလိုက်မယ်နော် ပေါ်နောက်နဲ့တားတဲ့ဖြစ်တော့လို့ကျွန်တော်တစ်ချက်လောက်ချိန်ကြီးလိုက်မယ်။ Okay 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 ဒါဆိုကျွန်တော် အပေါ်နောက်နဲ့တတားတဲ့ဖြစ်သွားပြီပေါ့နော်။ Okay ဒါကဒါကကျွန်တော်ဒီဟာလေးနဲ့ဥမာပြဥမာပြပေးတာ။ Okay ကိုကတခြားဗီဒီယိုဟိုဖုန်း recording လုပ်ထားတဲ့ video တပုတ်ရှိတယ်ဟုတ်အဲ recording လုပ်ထားတဲ့ video တပုတ်ကိုဒီမှာကျွန်တော်တို့ထားမယ်ကျွန်တော်တို့ကြည့်နေ video တွေထားမယ်ဆိုလို့ရှိရင်လည်းရတယ်နော် okay အဲဆိုကျွန်တော်ဥပမာအနေနဲ့ကျွန်တော်ဒီ video လေးကိုကျွန်တော်အဝိုင်းလေးဖျက်အောင်အရင်တစ်ချက်သွားလုပ်လိုက်မယ်အဲ့တော့ပြန်ပြီးတဲ့တစ်ချက်ပြန်ဝင်မယ်ဒီ video လေးကိုပြန်နှိပ်မယ်အာကျွန်တော်တို့ကကျွန်တော်တို့ video လေးကိုအဝိုင်းလေးခဏထားမယ်ဆိုတော့ mask တို့ပါပါတယ် m a m a s k map mass ပေါ့နော် okay အဲ့ဒါလေးကိုတစ်ချက်လောက်နေလိုက်မယ် okay ဒါဆိုအဝိုင်းလေးခဏထားမယ်နော်ဝိုင်းနေနေလေးတောင်းနေနေအသေးနေနေကြိုက်တာလေးတွေထားလို့ရပါတယ် okay 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 အဲ့အခုအများဆုံးကတော့ဝိုင်းလေးထားတာတော့များတယ်ပေါ့နော် okay ဒီမှာဟမ်ဒါဒါတော့ကိုကြိုက်တဲ့ကိုထားလို့ရရပါဘူးเนาะโอเคထားမဲ့နေရာလေးတော့ကျွန်တော်အရင်နေ့ကကြိုပြီးရောဒီနေရာလေးမှာပြင်နာလေးမှာရွှေထားလိုက်မယ်ရွှေထားလိုက်မယ်ဆိုကျွန်တော်ဒီနေရာလေးကိုထားလိုက်မယ်ထားပြီးရောမက်ဆိုတဲ့နေရာလေးတော့ပြီးအဝိုင်းလေးတော့ဝိုင်းလိုက်မယ်โอเค โอเคဒါဆိုမှာဝိုင်းနေတော့ရပြီဒီနေ့မှာတကယ်လို့ပေါ့เนาะကျွန်တော်တို့ရဲ့ screen record video တွေပါရှိရင်ကျွန်တော်ပြပြခြင်းပေါ့เนาะကျွန်တော် fan channel screen record video ပဲဖြစ်ဖြစ် reaction video ပဲဖြစ်ဖြစ်ပြပြเสียရှိလို့ရှိရင်ကျွန်တော်တို့တွေဒီမှာအာကျွန်တော်တို့တစ်ချက်လောက်ပြန်ပြန်ယူရမှာဖြစ်ပါတယ်เนาะ โอเคနောက်တစ်ကျွန်တော်ဗီဒီယိုဖို့ထပ်တဲ့ချိန်နဲ့ခုနလိုပဲ PMB လေးကိုပဲတစ်ချက်လောက်ပြန်နှိပ်ပြရမှာเนาะ PMB လေးမှာပဲနောက်တဲ့ဗီဒီယိုလေးကိုထပ်ခေါ်ပြရမှာဖြစ်ပါတယ်โอเคဒါဆိုကျွန်တော်ကျွန်တော်ဒီကောင်လေးနဲ့ဥမာလေးပြပေးမယ်ဒါကကျွန်တော်ဖုန်းကျွန်တော်စကရင်ရော့ကော့ဖမ်းလာတာဖြစ်ပါတယ်โอเคကိုယ့်ရဲ့တရားလေးကိုဒီနားလေးမှာထားလိုက်မယ်အဲထားပြီးတော့အဲကောင်လေးကိုကျွန်တော်တို့ကအဆုံးထိဆွဲမယ်ဆိုလို့ရှိရင်ဒီမှာအဆုံးထိဒီမှာဒီမှာเนาะโอเคအဲကျွန်တော်တို့က ိုက်ကောင်လေးကိုကျွန်တော်တို့ကတခြားတခြားဘောင်လေးထည့်ကျင်နေဆိုလို့ရှိရင်ခုနလိုပဲအဲ PIB လေးပဲပြန်နေမယ်ပြီးဆိုတာတဲ့ material လေးကိုပြန်နေမယ်เนาะဒီပေါ်လေးမှာသူ့ရဲ့အဲသူ့ထက်မှတ်ပါတဲ့ effort ကိုပဲသုံးမယ်เนาะကိုကိုကြိုက်တဲ့ effort ပြန်သုံးလို့ရရဆိုမယ်သူ့ထက်ပါလဲ effort လေးတစ်ခုပြန်သုံးကြည့်လိုက်မယ်เนาะ okay အများကြီးပဲမလို့ဒီထက်မှာကိုနဲ့ကိုပြီတို့နဲ့ကြိုက်မယ်ဟာလေးတွေပြန်သုံးလို့ရပါတယ်ဗျအဲ့တော့ကျွန်တော်ဒီဟာလေးတော့ဒီဘောင်လေးကိုကျွန်တော်ချက်ယူယူလိုက်မယ်เนาะ okay ဒါဆိုရင်ကျွန်တော်ဒီဘောင်လေးကိုရပြီရပြီဆိုရင်လည်းချက်လိုက်မယ်ချက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 ် okay သူနဲ့ quality ဖြစ်တော့အောင်ကျွန်တော်ချက်လောက်လိုက်မယ်เนาะအဲဒါဆိုလို့ရှိရင်သူနဲ့ quality ဖြစ်တော့ပါပြီ ရပြီเนาะဒါဆိုရင် okay အမ် okay ဒါဆိုရင်သူ net quality ဖြစ်သွားပြီเนาะ okay ဒါဆိုလို့ရှိရင်လည်းဒီတိုင်းလေးလဲလို့လို့ရပြီပေါ့เนาะ okay ဒါဆိုကြီးဖုန်းဘောင်လေးမထက်တဲ့မိတ်ဆွေများအတွက်တခါလေးထက်တဲ့အောင်ဆက်လက်ပြီးမြောက်ပေးတာဖြစ်ပါလေဗျာ okay အဲဆိုရင်ကျွန်တော်မိတ်ဆွေများထက်တဲ့ပြီးထင်ပါတယ်အဲ့တော့အားလုံးကိုကျွန်တော်ပြန်ပြဖြစ်လိုက်တော့မယ်အားလုံးပြန်ဖြစ်လိုက်တော့မယ်ဒီကောင်လေးအားလုံးပြန်ဖြစ်ဖြစ်လိုက်တော့မယ် okay okay အားလုံးပြန်ဖြစ်လိုက်ပြီရောကျွန်တော်ခုနကတိုင်းလေးပဲ ်ပြန်ပြီးနှိပ်မယ်ပြန်ပြီးလေးကိုနှိပ်ပြီးတော့ကျွန်တော်ဗီဒီယိုလေးကိုတစ်ချက်လောက်ပြန်ခေါ်မယ်နည်းနည်းလေးကြီးလိုက်မယ်ခုနလေးပေါ့ဖုံးပေါင်ထည့်ချင်ထည့်ပေါ့နော်ကျွန်တော်တော့ကျွန်တော်တော့ထည့်တော့ပါဘူးโอเคခုနတိုင်းလေးပဲကျွန်တော်အပိုင်းပိုင်းလိုက်မယ် split ပိုင်းလိုက်မယ် split ပိုင်းလိုက်မယ် split ပိုင်းလိုက်မယ် okay split ပိုင်းလိုက်မယ် okay ဒီဟာနဲ့ကိုကိုလိုကိုပြီးတော့ ਨੇ ဒီ quality ဖြစ်လောက်ကိုအပေါ်နဲ့အောက်နဲ့ချိန်ကြည့်မယ်ပေါ့နော်အောက်ကထားတဲ့ဟာနဲ့အပေါ်ကထားတဲ့ဟာနဲ့ okay အဲဒါဆိုရှင်ဒီမှာကြည့်ကြည့်လိုက်ပါကျွန်တော်တို့ကဒီကျွန်တော်တို့ video လေးကို ဟိုကိုဆန်းဆန်းလေးဝင်ချင်လို့ရှိရင် animation လေးနဲ့ဝင်မယ်ပေါ့နော် animation နဲ့ဝင်မယ်ဆိုရင်ဒီမှာ animation လေးရှိပါတယ်ဒီမှာအဲ animation လေးရှိတယ်ဗျဒီကောင်လေးကိုတစ်ချက်လောက်နေလိုက်ပါဗျာโอเคဒီကလေးကိုတစ်ချက်လောက်နေလိုက်မယ်နေပြီးရင်ဘယ်လိုဝင်ချင်တာလဲဒီလိုမှလားအဲဒီလိုဝင်မှလားโอเคဒီလိုပဲဝင်မှလားကြိုက်ဒီလိုဝင်လို့ရပါတယ်ဥမာဒီလိုဝင်လဲရတယ်โอเคဒီလိုဝင်လိုက်မယ် โอเคကျွန်တော်ဒံဒံမျိုးလေးဝင်လိုက်တယ်အဲ့လိုပဲเนาะအပိုင်းပိုင်းလေးပိုင်ပြီးကိုကြိုက်တဲ့ပုံစံနဲ့ top pick လေးလေး1 2 3အဲ့လိုမျိုး top pick လေးလေးရှင်းဆက်ပြီးဝင်လို့ရပါတယ်ဒီမှာလည်းကျွန်တော်အပိုင်းအပိုင်းပိုင်းပိုင်းထားတယ်ဆက်ပြီးရော animation နဲ့ဆက်နေပဲနောက်ပုံစံတစ်မျိုးနဲ့ထပ်ဝင်လိုက်မယ်ဗျအဲโอเคဒီမှာခက်မြင်မြင်ဟာလေးရှိတယ်เนาะဟုတ်โอเคတုံတုံဟာလေးရှိတယ်โอเคဒါကတော့မစ်စင်မြတ်ကြိုက်တဲ့ဟာကိုတုံလို့ရပါတယ်ကျွန်တော်အပိုင်းပိုင်းထပ်ပိုင်းထားတယ်ဒီမှာလည်းထပ်ပြီးရော animation တစ်ခုထပ်ထားမယ်โอเค အပိုင်းတစ်ပိုင်းအပိုင်းတစ်ပိုင်းထပ်လုပ်ထားတယ်ဒီမှာလည်း animation တစ်ခုနဲ့ထပ်ထားမယ် Okay ဒါဆိုရင်တော့ပြီးသွားပါပြီပြီးသွားရင်တော့ဒီမှာတစ်ချက်လောက်ကျွန်တော်တို့ရဲ့ရလက်လေးတစ်ချက်လောက်ပြန်ကြည့်လိုက်မယ်နော် Okay ကျွန်တော်ရလက်လေးတစ်ချက်လောက်ပြန်ကြည့်လိုက်မယ်အမ် Okay ဒါဆိုရင်သူဒီလိုမျိုးပေါ့เนาะကျွန်တော်တို့ top weight တွေပြောတဲ့အခါမှာအသုံးဝင်ပါတယ်ဗျ Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ကစာရေးမယ်စာရေးတာတော့အားလုံးသိပြီးသားလို့အားလုံးသိပြီးသားလို့ထင်ပါတယ်เนาะ test ကိုပဲတွားမယ် test ကိုရေးမယ် โอเคကျွန်တော်တီလီကိုတစ်ချက်နေလိုက်မယ်ဒီမှာလည်းတီလီကိုတစ်ချက်လောက်ဆက်နေလိုက်မယ်အဲဒီမှာစာရေးပေါ့နော်โอเคကျွန်တော်အားလုံးပဲမင်္ဂလာပါပြေးလိုက်မယ်အဲ့တော့အားလုံးမင်္ဂလာပြောလေကွက်ကိုဘယ်လိုပုံစံနဲ့လာမလဲဒီမှာအဖက်လေးလေးအများကြီးပါတယ်ဒါတော့ကွက်ကို AC လေးချိန်ပြီးရောကြိုက်လို့သုံးလို့ရပါတယ်အဲ့တော့ဒီမှာဒီပေါ့เนาะဒီမှာဒီမှာတက်သုံးမယ်ဆိုလို့ရှိရင်ဒီမှာကြည့်လိုက် ဒီလိုပါလဲတုံးလို့ရတယ်ဒီလိုပါလဲတုံးလို့ရတယ်ဒီလိုပုံစံနဲ့တုံးလို့ရတယ်ဒီပုံစံတုံးလို့ရဒါမှမဟုတ်ကိုယ်ကိုကြိုက်တဲ့အကြောင်းထက်တုံးမယ်ဆိုလဲတုံးလို့ရတယ်နော်မကြိုက်တဲ့အကြောင်းထက်ထက်တုံးလို့ရတယ်โอเคဒီမှာကျွန်တော်တို့ဒီအားလေးနေပြီးတော့အကြောင်းလေးထပ်ပြီးတော့ထက်ထည့်မယ်ဆိုလဲထည့်လို့ရတယ်အနီအောင်ထည့်လိုက်မယ်အဲအနီအောင်ထည့်လိုက်မယ်ဒီမှာဖြူအောင်ထည့်လိုက်မယ်အဲရှစ်ပြီးလေးပေါ့နော်ဒါကြိုက်တာတုံးဖို့နော်โอเคပြီးအမှန်ချစ်လေးပေးလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အမှန်ချစ်ပေးလိုက်မယ်ပြီးဒီမှာသူပါတဲ့လိုကိုလည်းဖြောက်လို့ရတယ်နော်ပါလိုကိုဖြောက်မယ်ဒါလေးကိုနေလိုက်မယ်ဒါလေးနေလိုက်ပြီးတော့ logo နေလိုက်မယ်မှာ free remove ဆိုတာလေးပါဒါလေးကိုတစ်ချက်တော့နေလိုက်မယ်နော် okay ဒီကလေးမှာတော့ internet ပဲဖွင့်နိုင်လို့ရှင်တစ်ခါရရတော်ညာကြည့်ပြရတယ် internet ပိတ်တယ်နော်လုံးဝကြည့်စရာမလိုပါဘူးဗျ okay တော့သူ remove လုပ်ပါပါတယ်ဒါအလုံးအားစုပြီးသွားပါပြီပြီးတော့ export လေးထုတ်လိုက်မယ် export ထုတ်မယ်ဆိုရင်အကြည့်ဆုံးတာထုတ်ပါဗျအကြည့်လေးကောင်းလေးပါပဲ export ထုတ်မယ်အဲထုတ်ပြီးတော့ကျွန်တော်အာဒီမှာဒီမှာပြန်ယူလို့ရအောင်နော်ဒီမှာအဲဒီမှာချက်တော့ပြန်ယူလိုက်မယ်နော် ပြန်ရွေးကြည့်လိုက်မယ်ဘာတွေပါလဲဆိုတော့ okay ဒီမှာသူ 4K အထိပါတယ် 2K 4K အဲကျွန်တော်တို့ jam ထားလိုက်မယ်အဲတော့ဒီဒီ rating ကတော့50လောက်ထားလိုက်မယ်နော်ဒါဆိုပို့လို့နည်းနည်းကြီးကောင်းသွားတယ်ပေါ့နော် okay အားလုံးပြီးတော့ export ထုတ်မယ်ဗျ export လေးနှိပ်မယ် export နေမယ် okay ဒါဆိုရင်တော့ export ထုတ်သွားပြီးတော့ပါပြီဗျအားလုံးကျေးဇူးပါတယ်စီမံပြေလာလေးမေးခဲ့လို့ရပါတယ်ဗျနောက်ဗီဒီယိုမှာလည်းဆက်လက်မြင်အောင်ပေးပါဦးမယ်ဗျအဲ့တော့မသိတဲ့ပိုင်းလေးမေးခဲ့ပါ